M low M black unlimited လို့ကြေညာထားတဲ့အတိုင်းပဲဒီ ASUS ZenFone A14 က1 kg တောင်မပြည့်တဲ့၄ချိန်နဲ့ဆိုတော့တကယ်ကိုကမ္ဘာအပေါ်ဆုံးကိုပိုင်လော့ပလက် PC ပဲအထူးကလည်း1.5 cm ဝန်းကျင်ပဲရှိတာဆိုတော့စာအုပ်လေးတုပ်လို့ပဲ laptop body တစ်ခုလုံးကိုလည်းပေါ်ပါပြီးအကြမ်းခံတဲ့ Sierra Aluminium ဆိုတဲ့ material ကိုသုံးပြီးလုပ်ပေးထားတဲ့အပြင် US military grade ပါရထားသေးတယ် laptop ပေါ်မှာလည်းလက်ရလုံးဝမထင်ဘူးအယောင်နေနဲ့ကတော့ Iceland grade ဆိုတဲ့မတိုက်ဆင်ဆက်ခဲရောင်တစ်မျိုးပဲရမယ် IO port တွေကလည်းတော်တော်လေးစုံနေဆိုပေမဲ့သူ့မှာ micro SD card ပေါက်တော့မပါဘူး display ဘိုင်းကတော့40 inch Asus Lumina OLED Display မှာ 4HD Resolution 60Hz Refresh Rate နဲ့သုံးရမယ်။ speaker ဘိုင်းမှာဆိုရင်တော့ Dolby Atmos နဲ့ဆိုတော့အတန်းထွက်ပိုင်းလေးကောင်းနေလို့ပြောရမယ် privacy protection ကောင်းတဲ့ Windows Pass Key Microsoft Bluetooth အ ਾਇ ယာဝတ်ကံလည်းပါဦးပထဝီဘိုင်းမှာဆိုရင်လည်း video playback nested ကြည့်မယ်ဆိုရင်32နာရီထိခန့်နဲ့70 watt power battery ကိုထည့်ပေးထားတာဆိုတော့နှစ်ရက်လောက်ကတော့ AC သုံးလို့ရတယ်ချုံပြီးပြောရမယ်ဆိုရင်တော့စာအုပ်တောက်သက်တာပဲရှိရဲ့ဒီ laptop လေးကပေါ်ပါပြီးအကြမ်းခံတဲ့အပြင် AI feature တွေလည်းစုံစုံလင်လင်လေးသုံးလို့ရအောင်မှာဆိုတော့ content creator တွေခီးသွားရင်းနဲ့အလုပ်လုပ်တတ်တဲ့ workaholic တွေနဲ့ရုပ်ရှင်ကိုမနာတဲ့ကြီးတဲ့တဲ့သူတွေအတွက်ဝယ်တင်တဲ့ laptop လေးတလုံးဖြစ်တယ်လို့ ို့ညွှန်ပြလိုက်ချင်ပါတယ်ဒီ laptop လေးရဲ့ဈေးနှုန်းလေးကတော့ USD 1199နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်